သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အောက်တိုဘာလ6ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရခင်ဗျာပထမအုပ်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျွလွန်မှုများအထွတ်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုအဆုံးသတ်ရန်တောင်းဆိုလိုက်ပြီး ICC တရားရုံးကမင်းအောင်လှိုင်အပေါ်ဖမ်းဝရမ်းထုတ်ရေးနှောင့်နှေးမှုကိုမေးခွန်းထုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျွလွန်မှုတွေအတွက်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုအဆုံးသတ်ရေးအရက်ဖတ်အဖွဲ့များရိုဝင်ဂျာများနဲ့မြန်မာလူမှုအဖွဲ့အစည်းအားလုံးကတောင်းဆိုထားကြောင်းကုလသမဂ္ဂအခွင့်အရေးဆိုင်ရာမဟာမင်းကြီးယုံ OHCHR ကသတင်းထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမှာလူခွင့်ရေးကာကွယ်သူ၃ဦးကဂျနီဗာမှာကျင်းပတဲ့အကြိမ်60မြောက်လူခွင့်ရေးကောင်စီအစည်းအဝေးနဲ့နယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမှာရိုဝင်ဂျာများရဲ့အခြေအနေနဲ့ပတ်သက်ပြီးတရားမျှတမှုရရှိစေရေးငြိမ်းချမ်းရေး ဂုံတိတ်ခါနဲ့လူခွင့်ရများပြန်လည်ရရှိစေရေးအတွက်ကုညီဆောင်ရွက်ပေးရန်နိုင်ငံတကာအတိုင်းဝိုင်းကိုတောင်းဆိုခဲ့ပါတယ်။ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ Burmese Rohingyas Organization UK ဥက္ကဋ္ဌဦးထွန်းခင်ကတရားမျှတမှုကိုလိုချင်ပါတယ်။ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုကျွန်တော်တွားလေတုန်းက လက်မြောက်လာသူတိုင်းကတရားမျှတမှုကိုလိုချင်တယ်ဆိုတာကိုပြောကြတယ်။တရားမျှတမှုအတွက်၈နှစ်ကြာအောင်စောင့်ခဲ့ရပြီးပြီ။လူမျိုးတွေတက်ပြတ်မှုကနေလွတ်မြောက်လာသူတွေအတွက်တရားမျှတမှုရဖို့ကအရေးကြီးပါတယ်လို့ပြောဆိုပါတယ်။ ဦးထွန်းကင်ကမြန်မာစစ်ကောင်းဆောင်တွေကိုတရားဥပဒေအရအရေးယူဖို့အာဂျင်တီးနားတရားရုံးမှာတရားစွဲဆိုထားသူလည်းဖြစ်ပါတယ်။ဦးထွန်းကင်ကမြန်မာအရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာတရားစီရင်ရေးရန်ရာများရဲ့နှောင့်နှေးမှုအပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကိုဖန်ဝရထုတ်ချင်းကဲ့သို့သောကိစ္စရပ်မှာ ICC တရားရုံးကလင်းမြန်သောအရေးယူဆောင်ရွက်မှုလုပ်ခဲ့ပေမဲ့လည်းမင်းအွန်လိုင်းကိုဖန်ဝရထုတ်ရေးအပါအဝင်မြန်မာနိုင်ငံအရေးကိစ္စမှာ ICC တရားရုံးကနှောင့်နှေးနေမှုအပေါ် ဥထုံးခင်ကမေကွန်းထုတ်ပါတယ်။တရားမြတ်တမှုနောက်နေခြင်းကတရားမြတ်တမှုကိုညှင်းပယ်ခြင်းဖြစ်ပါတယ်။တရားမြတ်တမှုဆိုတာမျက်နှာလိုက်လို့မရပါဘူး။ရာဇဝတ်မှုတွေအတွက်တာဝန်ရှိတဲ့သူတိုင်းကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်လို့ဥထုံးခင်ကပြောဆိုလိုက်ပြီးအေးအေးကြောင့်ရောဟင်ဂျာအများပြားထွက်ပြေးတင်းရှောင်နေရကြောင်းလည်းဆိုပါတယ်။ကုလသမဂ္ဂလူခွင့်ရေးအကြီးအကဲဖော်ကာထက်ကမြန်မာအရေးနဲ့ပတ်သက်ပြီး ICC တရားရုံးကိုလွှဲပြောင်းပေးဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအကြိမ်ကြိမ်တိုက်တွန်းထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီနေ့မြန်မာနိုင်ငံကဘဝတွေအထူးသဖြင့်ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာတွေနဲ့တခြားလူနည်းစုတွေအတွက်ကြုံဘူးသမျှအဆိုးဆုံးဖြစ်ပါတယ်။တမိုင်းတလျှောက်ဆိုးရွားတဲ့အခြေအနေတွေကိုကြုံနေရတာပါ။နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ရိုဟင်ဂျာတွေရဲ့ညီကျန်းရေးနဲ့လွတ်လပ်မှုတောင်းဆိုချက်တွေကိုအယုံစိုက်စေခြင်းပါတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးအကြီးအကဲဘော့ကထက်ကတိုက်တွန်းခဲ့ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမြို့နယ်ကိုစစ်တပ်ကထိုးစစ်ဆင်ခဲ့စဉ်မှာပြည်သူ၄ဦးကိုတပ်ဖြတ်ခဲ့ပြီး သက်16နှစ်အရွယ်မိန်းကလေးကိုပါစစ်သားတွေကအတမပြုကျင့်တပ်ဖြတ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ကြောင်မဲမြို့မှာ10ကီလိုမီတာခန့်ကွာဝေးတဲ့လေတဲမှာတင်းရှောင်နေတဲ့ပြည်သူလေးဦးကိုအကြမ်းဖက်စစ်တပ်ကတပ်ဖြတ်ခဲ့ပြီးရင်းတို့တပ်ဖြတ်ခဲ့မှုမှာအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုလည်းအတမပြုကျင့်တပ်ဖြတ်ခဲ့ကြောင်းရှမ်းလူခွင့်ရဲ့မန်တန်ရဲ့တာဝန်ရှိသူတဦးကပြောကြားပါတယ်။ကြောင်မဲမြို့ကိုအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်တင်ပိုက်ခဲ့တဲ့စစ်တပ်ကစက်တင်ဘာလ24ရက်နေ့ကြောင်မဲမြို့မှာ 30ကီလိုမီတာခန့်ကွာဝေးတဲ့လေထဲမှာတင်းရှောင်နေတဲ့ရတားလေးဦးကိုတပ်ဖြတ်ခဲ့ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုလည်းအထမပြုကျင့်ခဲ့ကြောင်းစစ်တပ်ရဲ့စစ်စင်ရေးကြောင့်2025ခုနှစ်ဩဂတ်လမှစတင်ပြီးကြောင်မဲမြို့နယ်မှာရွာသား1000ကျော်နေရစွန့်ခွာတင်းရှောင်ခဲ့ရကြောင်းသိရှိရပါတယ်စက်တင်ဘာလ24ရက်နေ့မနက်10:00နာရီခွဲခန့်မှာကြောင်မဲမြို့နယ်နားအိုက်ခန့်ရွာမှာစကန်းတာရွာဘက်ကိုကင်းလစ်လာတဲ့အင်အားတရာခန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလမ်းပေါ်မှာရွာသားတအုပ်နဲ့တွေ့ဆုံခဲ့ကြောင် အဲ့ဒီစစ်သားတွေကရွာသားကိုစစ်စီမင်းမြန်ပြီးရိုက်နှက်ခဲ့ကြအောင်အဲ့ဒီရွာသားထွက်ပြေးရန်ကြိုးပမ်းတဲ့အခါမှာစစ်သားနှစ်ဦးကအနီးမှာရှိတဲ့တေးတလုံးကိုလိုက်လံဖမ်းဆီးရမှအသက်30အရွယ်ခန့်ရှိတဲ့တန်ကာဦးစင်းတပတ်နဲ့တွေ့ဆုံခဲ့ကြအောင်ဦးစင်းကစစ်သားများကိုမြင်၍ကြောက်လန့်ကလေကွင်းတဲကိုပုံအောင်ရန်ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြအောင်စစ်သားတွေကဦးစင်းရဲ့ညာဘက်မျက်လုံးကိုထိမှန်အောင်ပစ်ခတ်တပ်ဖြတ်ခဲ့ပြီးအဆိုပါတပ်ဖြတ်မှုကိုရွာကောင်းဆောင်တအူးမျက်မြင်တွေ့ရှိခဲ့ကြောင်သိရှိရပါတယ်အဲ့ဒီနောက်စစ်သားတွေက ရွာကောင်းဆောင်ကိုအဲ့ဒီ area အတွင်းမှာရှိတဲ့လူများရဲ့တင်းနီယာနဲ့အရေးအတွက်ကိုမေးမြန်းခဲ့ကြောင်းရွာကောင်းဆောင်ကအနီးနားမှာရှိတဲ့လေထဲထဲမှာလူခုနှစ်ဦးခန့်ရှိကြောင်းပြန်လည်ဖြေကြားတဲ့အခါမှာစစ်သားတွေကထိုသူများကိုခေါ်လာရန်အမိန့်ပေးခဲ့ကြောင်းသူတို့ဟာရွာကောင်းဆောင်နောက်ကိုမော်တော်ဆိုင်ကယ်တွေနဲ့လိုက်ခဲ့ကြပြီး၎င်းတို့တပ်ပစ်လိုက်တဲ့ဦးစင်ထံမှယူလာတဲ့စိုက်ကယ်တစီးလဲပါဝင်ကြောင်းတဲတစ်ခုကိုရောက်ရှိတဲ့အခါမှာရွာကောင်းဆောင်အပါအဝင်ရွာသား၃ဦးထွက်ပြေးလွတ်မြောက်သွားပေမဲ့မိခင်တအူး အသက်16နှစ်အရွယ်တမီးတဦးနဲ့အသက်17နှစ်အရွယ်သားတဦးတို့တဲရဲမှာကြံရစ်ခဲ့ကြောင်းသိရှိရပါတယ်။တဲအတွင်ဖြစ်ခဲ့တဲ့ဖြစ်စဉ်များအတွက်တိုက်ရိုက်မျက်မြင်သက်သေမရှိပေမဲ့လည်းအခင်းဖြစ်စဉ်သက်သေခံပစ္စည်းတွေကစစ်ကောင်စီတပ်သားများကတပ်ဖြတ်မှုနဲ့လိန်အကျန်းဖတ်မှုအတွက်တာဝန်ရှိသူကိုတိကျစွာညွှန်ပြနေကြောင်းအသက်16နှစ်အရွယ်မိန်းကလေးဖြစ်သူမှာတဲရဲမှာကိုလုံးတီအနေထားနဲ့နှစ်ဖူးနဲ့ခန္ဓာကိုယ်မှာဒဏ်ရာများနဲ့သွေးများရွှဲကတိတ်ဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်းသူမရဲ့အဝတ်တွေကို မိဖို့ကြောင့်အနည်းမှတွေ့ရှိခဲ့ရပြီးစစ်တပ်ယူနီဖောင်းအသုံးဆောင်များနဲ့လက်နက်တချို့မှာသူမရဲ့ခန္ဓာကိုယ်အနီးကျန်ရစ်ခဲ့ကြောင်းသိရှိရပါတယ်။မိခင်ဖြစ်သူမှလည်းအသက်မခံရခင်စစ်သားများအားတမိဖြစ်သူကိုအနိုင်မပြုရန်တောင်းပန်ခဲ့တယ်လို့ယုံကြည်ရပေမဲ့လည်းစစ်တပ်ကယင်ဘက်ကိုကြည်စံနဲ့တိတ်ဆုံးသည့်အထိပြတ်တက်ခဲ့ကြကြောင်းအသက်၁၂နှစ်အရွယ်ကောင်လေးမှလည်း၎င်းရဲ့ဘိုက်နဲ့ခေါင်းမှတနက်ဒဏ်ရာများနဲ့ပြစ်ခတ်ခံရကတိတ်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။၎င်းတို့ရဲ့ရုပ်အလောင်းတွေကို နောက်နေ့မနက်မှာတွေ့မြင်ခဲ့တဲ့ဖခင်ဖြစ်သူကကျွန်တော်တဲတဲကိုပြန်ရောက်တော့ကျွန်တော်မိမကိုရင်ဘက်မှာကြည်ယာနဲ့မြေပေါ်မှာလဲနေတာတွေ့တယ်။တားကလည်းသူ့ဘေးမှာလဲနေပြီးသွေးတွေရွှဲနေတာ။တမီးရဲ့အဝတ်အစားတွေကိုလည်းမြေပြင်ပေါ်မှာတွေ့တယ်။သူ့အလောင်းကိုကြောက်တော့အဝတ်အစားတွေမပါဘဲတဲတဲမှာတွေ့တယ်။သူမကအတမကျင့်ပြီးတက်ခံရတာဘေးမှာလည်းမြန်မာစစ်တပ်ရဲ့ဝစ်စုံနဲ့တနက်ပြောင်းကောင်းတွေ့လဲတွေ့တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်အတောအတွင်းစစ်ကောင်စီရဲ့လေရင်များအပေါ်မှပြန်ဝဲနေခဲ့တဲ့အတွက်ကြောင့် နီးနားမှာရှိတဲ့ရွာသားများဟာပုံအောင်နေခဲ့ရကြောင်းစက်တင်ဘာလ25ရက်နေ့မနက်7:00နာရီခန့်မှာရွာသားများနဲ့ဆွေမျိုးသားချင်းများကထိုနေရာကိုပြန်လာကြပြီးဘုန်းကြီးမှစတင်ကတေဆုံသူတွေကိုမိတကြိုခဲ့ကြကြောင်းသိရှိရပါတယ်။တေဆုံသွားသူများမှာအသက်30ခန့်ရှိတဲ့ဘုန်းကြီးလုံအော့ရဲ့ဇနီးပါလျန်အသက်16နှစ်အရွယ်သမီးတာအသက်12နှစ်အရွယ်စိုင်းတန်းမောင်တို့ဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီရှိနေသေးတော့ဒီလိုရာဇဝတ်မှုတွေဆက်ပြီးကျူးလွန်နေမှာဖြစ်တဲ့အတွက်ကြောင့် ဒီစစ်ကောင်စီနဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ကျမတို့နိုင်တဲ့ဘက်ကအကုန်တူတူဝိုင်းပြီးကြိုးစားကြဖို့လိုတယ်လို့ပဲကျမပြောချင်ပါတယ်လို့ရှမ်းလူခွင့်ရေးမန်တန်ရဲ့တာဝန်ရှိသူကပြောကြပါတယ်။ကြောင်မဲမြို့နယ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပြည်သူများသေဆုံးထိခိုက်မှုများစွာဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့နယ်ကောင် Beautyland Hotel အခန်းအမှတ်902မှာအမျိုးသမီးတဦးအပိုင်ပိုင်ခုတ်ထစ်တက်ခံရပြီး လူသက်တရခံဖမ်းမမိသည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့လေကောင် Beautyland Hotel မှာအမျိုးသမီးတဦးအပိုင်ပိုင်ခုတ်ထစ်တက်ခံရပြီးတရခံဖမ်းမမိသည်ကြောင့်ပပေးတမ်းမြို့နယ်ရေစကန်ထံကနေသိရှိရပါတယ်။ဒီကနေ့အော်တိုဘားလ6ရက်နေ့မနက်9:45မိနစ်အချိန်မှာပပေးတမ်းမြို့နယ် MS12 ရပ်ကွက်32လမ်းအထက် Beautyland Hotel အကမ်းအမတ်900နှစ်မှာအမျိုးသမီးတဦးကိုအပိုင်ပိုင်ခုတ်ထစ်တက်ဖြတ်သွားခဲ့ကြောင်းအမျိုးသမီးရဲ့အပိုင်ပိုင်ဖြစ်နေတဲ့အလောင်းကို အခန်းအပြင်ဘက်လေးအေးပေးဆက်တင်ထားတဲ့စင်ပေါ်မှာအမိုက်အိတ်အပြာနဲ့ထုတ်ပိုးတင်သွားခဲ့ကြောင်းလက်ရှိအချိန်ထိတရခန်းကိုဖမ်းမမိသေးကြောင်းသိရှိရပါတယ်။တရခန်းဖမ်းမမိသေးပါဘူး။ကျွန်တော်တို့တော့ဖြေလို့မရသေးပါဘူးလို့ဗဘဲတမ်းမြွတ်နဲ့ရေစကန်ကဖြေချခဲ့ပါတယ်။လက်တလောအသက်ခံရတဲ့အမျိုးသမီးရဲ့ကိုကြီးရာဇဝင်ကိုလည်းဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးရဲအမှုအတွက် CID အပအဝင်အဖွဲ့ပေါင်းစုံပူးပေါင်းစုံစမ်းလျက်ရှိကြောင်းသိရှိရပါတယ်။ရန်ကုန်ခေတ်သစ်တရင်ဌာနကရန်ကုန်မြို့လေ32လမ်းအထက်ပလောက်မှာရှိတဲ့ Beautyland Hotel ထံကိုဖုန်းဆက်သွယ်၍လူတက်မှုအကြောင်းမေးမြန်းတဲ့အခါမှာမအားသေးဘူးလို့ဆိုကာတစုံတရာဖြည့်ဆို့ခြင်းမပြုဘဲဖုန်းချသွားခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လွတ်တော်အမတ်လောင်းများရဲ့လုံခြုံရေးနဲ့မဲယုံများကင်းဆောင်ရန်အတွက်ပြူစော်တီများပြည်သူစစ်များနဲ့ပတ်လပ်ဖတ်များကိုရွေးကောက်ပွဲဆိုင်ရာရဲများအဖြစ်စစ်တပ်ကအသုံးပြုမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ်မဲယုံများလုံခြုံရေးနဲ့အမတ်လောင်းများရဲ့လုံခြုံရေးအတွက် ပြူစောတီများပြည်သူစစ်များနဲ့ပြည်သူလုံခြုံရေးအဖွဲ့များကိုရွေးကောက်ပွဲဆိုင်ရာရဲများဖြင့်စစ်တပ်ကအုံပြုမှဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးဌာနသတင်းရှိမြစ်ကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်လုံခြုံရေးကိစ္စရပ်များကိုပြည်ထောင်စုဝန်ကြီးဌာနကအဓိကတာဝန်ယူပြီးရဲတပ်ဖွဲ့ကလုံခြုံရေးအပိုင်းကိုဦးဆောင်ဖွဲ့ဖြစ်တာဝန်ယူမှဖြစ်ကြောင်းစစ်တပ်ကနေမြစ်တစ်ခုလုံးအတိုင်းတာနဲ့လုံခြုံရေးကိုတာဝန်ယူပြီးနိုင်ငံရေးပါတီများမဲယုံများနဲ့ကိုယ်စားလှယ်လောင်းများရဲ့လုံခြုံရေးအတွက် အသေးစိတ်တာဝန်ယူရမှုများကိုရစ်တပ်ဖွဲ့ကတာဝန်ယူမှာဖြစ်ကြောင်းအဲ့ဒီလိုတာဝန်ယူရမှာမြို့နယ်ရစ်တပ်ဖွဲ့ဝင်အရေးအတွက်မှာရွေးကောက်ပွဲအတိုင်းအတာတစ်ခုလုံးအတွက်ခြုံငုံမမိနိုင်ပေနေပါလွန်တဲ့အတွက်ပြူစောတိများပြည်သူစစ်များနဲ့ပြည်သူလုံခြုံရေးအဖွဲ့များကိုရွေးကောက်ပွဲရဲများအဖြစ်အသွင်ပြောင်းအသုံးပြုသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရွေးကောက်ပွဲကာလမဲဆွယ်စီယုံရေးနဲ့ရွေးကောက်ပွဲကျင်းပတဲ့ကာလအထိပြည်သူစစ်အဖွဲ့တွေနဲ့ပြည်သူလုံခြုံရေးနဲ့အချမ်းဖတ်နေနေရေးအဖွဲ့က ရွေးကောက်ပွဲရစ်တပ်ဖွဲ့ဝင်တွေအဖြစ်ဆောင်ရွက်သွားဖို့ဆုံးဖြတ်ချက်ကျသွားပြီးတက်ကတော့နေမည်တစ်ခုလုံးကိုခြုံငုံပြီးလုံခြုံရေးယူမယ်ရဲကတော့အသေးစိတ်မဲယုံကိုစလေလောင်းတွေအတွက်အဲ့ဒီလိုမျိုးလုံခြုံရေးယူမယ်ရွေးကောက်ပွဲတစ်ခုလုံးလုံခြုံရေးကိုပြည်ထောင်စုဝန်ကြီးဌာနကအထက်တာဝန်ယူမယ်လို့ပြည်ထောင်စုသတင်းရင်းမြစ်ကပြောဆိုပါတယ်ပြည်ထောင်စုဝန်ကြီးဌာနကနိုင်ငံရေးပါတီများရဲ့မဲဆွယ်စီယုံတဲ့ကာလလုံခြုံရေးအတွက်ယခုရက်ပိုင်းအတွင်းနိုင်ငံရေးပါတီများကိုတရားဝင်စတင်ဆက်သွယ်နေပြီး လုံခြုံရေးယူပေးရန်ညှိနှိုင်းမှုများစတင်ဆောင်ရွက်တော့မှာဖြစ်ကြောင်းသိရှိရပါတယ်။မြို့နယ်ရဲတပ်ဖွဲ့ကတော့မြို့နယ်ပါတီရုံးတွေကိုဆက်သွယ်လာတယ်။လုံခြုံရေးယူပေးဖို့ကိစ္စညှိနှိုင်းဖို့ခေါ်လာတယ်လို့ရန်ကုန်တိုင်းကြံ့ခိုင်ရေးတရင်ရှိမြစ်ကပြောဆိုပါတယ်။ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေးမှာဖြစ်ပေမဲ့လည်းတစ်ဖက်မှာတော့နိုင်ငံရေးပါတီများရဲ့စီရင်မှုတွေဟာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့စည်းကမ်းများနဲ့ညီမညီစောင့်ကြည့်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။အကြံပတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ25ရက်နေ့မှာ နိုင်ငံရေးပါတီများအတွက်မဲဆွယ်စည်းရုံးရမှာလိုက်နာရမယ်စီမင်းစည်းကမ်း၉ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံရေးပါတီများအနေနဲ့မဲဆွယ်စည်းရုံးဟောပြောတင်ပြရမှာပြည်ထောင်စုမပြိုကွဲရေးတိုင်းသောစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထိခိုက်စေမဲ့ဟောပြောမှုများမပြုလုပ်ရန်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေဂျင့်တာယာရေးကိုထိခိုက်စေမဲ့ဟောပြောမှုများမပြုလုပ်ရန်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ဆဲဥပဒေများကိုလေးစားလိုက်နာမှုမရှိတဲ့ ဟောပြောမှုများမပြုလို့ရန်နိုင်ငံတော်အကြီးညိုပြက်စီရန်သို့မဟုတ်ဂုံတိတ်ခတိပါစီရန်ဟောပြောမှုများမပြုလို့ရန်တို့ကိုစစ်တပ်ကတားမြစ်ထားပါတယ်။ဒါအပြင်စစ်တပ်ပြုတ်ကွဲစီရည်ဖြစ်ပေါ်စီရန်သို့မဟုတ်စစ်တပ်ရဲ့ဂုံတိတ်ခထိခိုက်စီရန်ဟောပြောခြင်းမပြုလို့ရန်လူမျိုးရေးဘာသာရေးနဲ့လူအများနဲ့ပတ်သက်၍ပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့တိတ်ခါနဲ့ကိုကျင်တရားထိခိုက်စီနိုင်မဲ့ဟောပြောမှုစီယုံလှုပ်ဆောင်ခြင်းမပြုလို့ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားပြုတဲ့ဟောပြောမှုများမပြုလို့ရန် ပညာသင်ကြားခြင်းကိုထိခိုက်ပြပြစေရန်သွေးထိုးလုံးစော်ဟောပြမှုများမပြုလုပ်ရန်နိုင်ငံဝန်ထမ်းများယင်းတို့ရဲ့တာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်စေရန်သို့မဟုတ်အစိုးရကိုဆန့်ကျင်ဆန္ဒပြစေရန်သွေးထိုးလုံးစော်ဟောပြမှုများမပြုလုပ်ရန်တားမြစ်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဝက်လက်မြွနဲ့အောက်တက်တာရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သားများထိခိုက်သေးဆုံးမှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဝက်လက်မြွနဲ့အောက်တက်တာရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာ အကြံဖတ်စစ်တပ်ဘက်မှစစ်ကောင်စီတပ်သား30ခန့်တေဆုံးခဲ့ကြောင်းရှေဘိုခရိုင်အမှတ်32တရင်းမှတာဝန်ရှိသူကပြောကြားပါတယ်။စက်တင်ဘာလ18ရက်နေ့မှာမန္တလေးမြို့ဂောဝင်စိတ်ကမ်းမှာတန်ခွန်တင်းမောများနဲ့ AR မြေကျောင်းတိုင်းစံတက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာစက်တင်ဘာလ18ရက်မွန်တက်12နိုင်ဝန်းကျင်မှာဝက်လက်မြို့နယ်အောက်တပ်သားရွာကိုရောက်ရှိခဲ့ပြီးယာယီအခြေချတပ်ဆွဲခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုတပ်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ18ရက်နေ့မှစတင်ပြီးဝိုင်းဝန်းပိတ်ဆို့ထားကအပေါ်တက်တာရွာမှာအသင်းစောင့်ကြိုတိုက်ခတ်ခဲ့ကြောင်းအဲ့ဒီလိုစောင့်ကြိုနေတဲ့အပေါ်တက်တာရွာကိုစက်တင်ဘာလ28ရက်မွန်တက်12နာရီ7မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်စက်တင်ဘာလ18ရက်နေ့မှစက်တင်ဘာလ28ရက်နေ့ထိထိတွေ့တိုက်ပွဲတွေမှာစခရီဘက်က30ဦးသေဆုံးတယ်လို့သိရတယ်စက်တင်ဘာလ18ရက်နေ့ကစပြီး ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကစစ်ကြောင်းကိုဝိုင်းထားတာပါပထမတိုက်ပွဲပြီးတော့စက်ခတ်တက်ကအထိနာပေမဲ့နောက်တစ်ချိန်အင်အားထပ်ဖြည့်ပြီးစစ်ကြောင်းထိုးလာလို့ခဲယမ်းမလုံလောက်တဲ့အတွက်အပေါ်တက်တာရွာကနေခေတ္တဆုတ်ခွာခဲ့ရတယ်။လက်ရှိအထိတိုက်ပွဲကကြီးကြီးမားမားမဟုတ်ပေမဲ့တခါတရံအသေးစားထိတွေ့တိုက်ပွဲတွေတော့ရှိပါတယ်လို့ရှီဘိုခိုင်တရင်23မှာတာဝန်ရှိသူကပြောကြပါတယ်။ရင်းတိုက်ပွဲအတွင်းမှာအကြံဖတ်စစ်သားများအထိနာကဖျို့ဖျင်းနဲ့ပြန်လည်ဆုတ်ခွာသွားပြီးနောက် စက်တင်ဘာလ18ရက်နေ့မွန်းလွဲ2နာရီခန့်မှာထပ်မံစစ်ကြောင်းထိုးခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ခေရန်မလုံလောက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပေမဲ့လည်းစက်တင်ဘာလ18ရက်နေ့မှစက်တင်ဘာလ28ရက်နေ့အထိတိုက်ပွဲများအတွင်အကြမ်းဖက်စစ်သား30ခန့်တေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခေအမတ်15အမတ်18အမတ်23အမတ်26 9936 Together Weekend တရင်များပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ရင်တိုက်ပွဲအတွင်းချမ်းဖတ်စစ်သားအများပြတိစုံသည်ကိုမျက်မြင်အရ၎င်းဖမ်းဆီးရရှိတဲ့စစ်တုံးဘန်းတွေရဲ့ပြောပြချက်အရ၎င်းသိရှိရကြောင်းရှေဘူခိုင်တရင်23ကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပသိမ်မှာအရက်ဆိုင်မှာမီးစတင်လောင်တဲ့အတွက်နေအိမ်ဆိုင်ကန်းခုနှစ်ခန်းဆုံးရှုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေယော်ရီတိုင်းပသိမ်မြို့အမှတ်9ရပ်ကွက်ဘူတာဇေးအနီးဝနသိန်းကြီးလမ်းပေါ်မှာအော်တိုဘန်လ9ရက်နေ့ည10:00နာရီခန့်မှာ နဒီအေယာအရက်ဖြူဆိုင်မှမိစတင်လောင်ကျွမ်းခဲ့ရမှာနေအိမ်နဲ့ဈေးဆိုင်ခုနှစ်ခန်းပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရပါတယ်။နဒီအေယာအရက်ဆိုင်မှာအရက်အစီထစ်ထားတဲ့ပုံးပေါ်မှာဖျောင်းတိုက်တင်ထွန်းခဲ့ရမှာစတင်မိလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းမှုခင်းမှတ်တမ်းများအရသိရှိရပါတယ်။ညအချိန်မတော်ကြီးထလောင်တာအရက်စီကထလောင်တော့လူရီတောင်မင်းလွတ်အောင်ပြေးရတယ်။ဘာပစ္စည်းမှယူချိန်မရလိုက်ဘူးလို့မိဘသင့်ခံရသူတအုမအေယာရီ time ကိုပြောပါတယ်။မိလောင်ကျွမ်းမှုကိုမိသက်နဲ့ဒေသခံများ တနအီကြောကြငိမ့်သက်ခဲ့ရပြီးဆိုင်ကန်းငါးကန်းနဲ့လူနေကန်းနှကန်းမီးလောင်ပျက်စီးသောကြောင့်မိသက်တက်ဖွဲ့မှတ်တမ်းများအရာသိရှိရပါတယ်။လက်ရှိမှာမီးစတင်လောင်ကျွမ်းခဲ့တဲ့နဒီအေယာအရက်ဆိုင်ပိုင်ရှင်ဦးအောင်မျိုးထက်ကိုပသိမ့်နေမီရဲစခန်းမှပုံမှန်2.5ပ112မြင်းဆောင်2025နဲ့အမှုပွင့်ထားကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့တောင်တာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိတအုပ်အပါအဝင်15ဦးသေဆုံးပြီးတော်လိုင်းရဲဘော်2ဦးကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်မှအရာရှိတအုပ်အပါအဝင်15ဦးသေဆုံးခဲ့ကြောင်းတောင်တာ People Defense Force TDA PDF ကထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ9ရက်နေ့ညနေ9:00ကျော်ခန့်မှာ မလိုင်မြို့နယ်ပန်းအိုင်ရွာမှတောင်တာမြို့နယ်ရုံးစီကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်သားနဲ့ရေပူစောတိ300ကျော်ပါဝင်တဲ့စစ်ကြောင်းကိုတော်လိုင်းပြူပေါင်းတပ်ဖွဲ့ကရုံးစီကြီးနဲ့ပန်းအိုင်ကျေးရွာအကြားမှာရှိတဲ့စင်ချီယာဖျားအနီးမှာဂျာဖြတ်တက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှအရာရှိတအုပ်အပါအဝင်15ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တဲ့အတွက်ကြောင့်စစ်တပ်စစ်ကြောင်းဟာမလိုင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။အဲဒီနောက်စက်တင်ဘာလ10ရက်နေ့မနက်ပိုင်းမှာ အကြံဖတ်စစ်တပ်ကထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတွလင်းရဲဘော်နှစ်ဦးမြင့်မြတ်စွာအသက်ပေးခဲ့ရကြောင်းသိရှိရပါတယ်။ရင်းစစ်ကြောင်းဟာရုံးစစ်ကြီးကြေးရွာကိုထိုးဖောက်ဝင်ရောက်လာပြီးပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်ခြင်းမိရှုဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့အမျိုးသမီးတွေကိုအထက်မှပြုကျင့်မှုများလှုပ်ဆောင်သွားကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုကိုတောင်တာ People Defense Force TTA PDF Bravo Team Matila DSNTA ဒနုတပ်ဖွဲ့နဲ့ မြင်းကျန်ခရိုင်တရင်သုံးတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းဟာတောင်တာမြို့နယ်ရုံစီကြီးရွာမှာတက်ဆွဲပြီးကြီးရွာနေအသက်16နှစ်မှ56နှစ်အရွယ်အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့မရင်းပြုကျင့်ခဲ့ပြီးအသက်55နှစ်အရွယ်ကိုရဲနဲ့အသက်56နှစ်အရွယ်ဦးတောင်ညွန့်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံရော်မြို့နယ်မှာပြည်သူများထံမှဆက်ကြီးကောက်နေတဲ့ရဲအယားရှိ၃ဦးနဲ့ရဲတပ်သား၁ဦးတို့လိုက်ပါလာတဲ့ကားကို တော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်မှုရဲလေးဦးတိတ်ဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းသတင်းများကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မှာပြည်သူများထံမှဆက်ကြီးကောင်းနေတဲ့ရဲအရာရှိ၃ဦးနဲ့ရဲတပ်သား၁ဦးတို့လိုက်ပါလာတဲ့ကားကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်မှုရဲလေးဦးတိတ်ဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းအဆိုပါမစ်ရှင်မှပါဝင်ခဲ့တဲ့တော်လိုင်းရဲဘော်ကိုထွန်းကပြောဆိုပါရတယ်။အော်တိုဘားလ၄ရက်နေ့မနက်ပိုင်းမှာမုံရွာမြို့နယ်တာစီလမ်းမှာ အတောအဝိုင်းပတ်မှာပြည်သူများထံမှငွေကြေးနဲ့ပါလာတဲ့ပစ္စည်းများအတင်းအဓမ္မဆက်ကြီးကောက်ခံနေတဲ့ရဲအရာရှိ၃ဦးနဲ့ရဲတပ်သားတဦးလိုက်ပါလာတဲ့အင်စီကားကိုတော်လိုင်းရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်တိုက်ခိုက်မှုအတွင်းရဲလေးဦးစလုံးသေဆုံးခဲ့ပြီးတော်လိုင်းရေးတပ်များထိခိုက်မရှိခဲ့ကြောင်းလက်နက်ခင်းရများလည်းတင်းဆဲရရှိခဲ့ကြောင်းသိရှိရပါတယ်။သေဆုံးသူရဲလေးဦးအနက်မှတဦးမှာကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမတီနေမီရဲစခန်းမှာရဲတပ်ကြက်သိမ်းဆော်ဖြစ်ကြောင်းတင်းဆဲရရှိတဲ့လက်နက်ခင်းရများမှာ BA63 ခေါ် G3 နှစ်လက်ကိုမမပစ္စတိုတစ်လက်တို့ဖြစ်ပြီးလိုက်ပါစီးနှင်းလာတဲ့အင်စီကမှလည်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရှိရပါတယ်။အဆိုပါမရှင်ကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပါလာဖာနယ်ကျောင်းသားတပ်တော် SAF မုံရွာခရိုင်တရင်နှင့်ခွဲတုံးရွာစော်ကြီးတော်လန်တန်ဘုဒ္ဓလင်မိုဘိုင်းတင်းတို့ကအတူပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို PDF တွေတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်တောင်တာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းအင်အားစုတွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သေးဆုံးထိခိုက်မှုရှိတယ်လို့တောင်တာပြည်သူ့ကာကွယ်ရေးတပ် TTA PDF ကသတင်းပြန်ကြားရေးဌာနတာဝန်ရှိသူကဆိုပါတယ်။စက်တင်ဘာလဒုတိယပတ်ကတောင်တာမြို့နယ်ရုံးစီကြီးရွာဘက်ကိုအင်အား300ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့တပ်ကိုတော်လိုင်းအင်အားစုတွေကတိုက်ခိုက်ခဲ့တဲ့ရုတ်တံမှတ်တမ်းကိုလည်း တောင်းတာ PDF ကအော်တိုဘလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ရုံစီကြီးနဲ့ပန်းအိုင်အကြားစင်ချီယာဖျားနီတိုက်ပွဲမှာစစ်တပ်အထိနာခဲ့ပြီးအရာရှိအပါအဝင်တေဆုံထိခိုက်သူတွေများပြားကြောင်းဖော်ပြထားပါတယ်။ဒါအပြင်စစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်ရင် PDF ရဲဘော်ချစ်ကိုနဲ့ရဲဘော်ဝက်ကြီးတို့ကြာဆုံးခဲ့ရပါတယ်။စစ်တပ်စစ်ကြောင်းဟာရုံစီကြီးရွာကိုဝင်ရောက်ပြီးပြည်သူလူထုနေအိမ်တွေကိုဖျက်ဆီးတာပစ္စည်းတွေယူနေတာပြည်သူအချို့ကိုတတ်ဖြတ်တာ အထက်မှကျူးလွန်တာတွေကိုပြုလုပ်ခဲ့တယ်လို့တောင်တာ PDF ကထုတ်ပြန်ထားပါတယ်။တောင်တာမျိုးနဲ့အတွင်းတိုက်ပွဲမှာတောင်တာ PDF Bravo Teammate တီလာဒနုတပ်ဖွဲ့ DSNTA မြင်းကျန်ခရိုင်တရင်တုံးတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလို့အသိပေးထားပါတယ်။ရွေးကောက်ပွဲအတွက်တံပြန်ထိုးစစ်ဆင်တဲ့သဘောပါလို့တောင်တာ PDF တရင်ပြန်ချားရေးတာဝန်ရှိသူကစစ်ကောင်စီတပ် data ရင်းစစ်ကြောင်းထုတ်လွှတ်ရှာလာမှုကိုပြောပါတယ်။ဒါအပြင်တောင်တာမျိုးနယ်ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဟာလက်ရှိမှာနှထိုးကြီးမျိုးနယ်ကိုထိုးစစ်ဆင်နေတယ်လို့ တောင်တာ PDF တောင်းဝန်ရှိသူကဆိုပါတယ်တောင်တာကနေမလိုင်ဘက်ကိုပြန်တက်မလိုင်ကနေနှောက်ကန်ကနေတဆင့်နှထိုးကိုထိုးနေတယ်အင်အားများတယ်မလိုင်ကနေထိုးတာ300လောက်ရှိမယ်နှထိုးကိုဘက်ပေါင်းစုံကနေထိုးနေတာတောင်တာဘက်မှာတော့စစ်ကြောင်းညင်နေတယ်လို့တောင်တာ PDF တောင်းဝန်ရှိသူကဆိုပါတယ်စစ်ကောင်စီတပ်ကအခုလိုအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာကိုတံပြန်တိုက်ခိုက်နိုင်ဖို့ဒေတာရင်းတော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ထောက်ပံ့မှုတွေလိုအပ်နေတယ်လို့သူကအသိပေးပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ရကံပြူဝါစခန်းပိတ်ဆို့ခံထားရတဲ့အတွက်စစ်ကော်မရှင်တပ်ကအနီးအနားကျေးရွာတွေကိုမိရှို့လေကြောင်းမှအပြင်းထန်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေကြောင်းသတင်းများကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းငဖဲမြို့နယ်နိုင်ရကံပြူဝါစခန်းပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက်စစ်ကော်မရှင်ကစခန်းအနီးကျေးရွာတချို့ကိုမိရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ကိုကြီးထောက်ဖို့စခန်းကိုအရကတ်တတော် AA ကသိမ်းပိုက်ယူပြီးနောက်နိုင်ရကံစခန်းကိုပါပိတ်ဆို့ထားတဲ့အတွက် စစ်ကော်မရှင်တပ်ကကိုကြီးအနီးမှာရှိတဲ့မြေလက်ရွာကိုပြီးခဲ့တဲ့အော်တိုဘားလ3ရက်နေ့ကမိရှုဖျက်ဆီးခဲ့ကြောင်းဒေတာရင်းသတင်းရှိမြစ်ထံကနေသိရှိရပါတယ်။ကိုကြီးစခန်းအသိခံရပြီးနေရီကန်စခန်းမှာပိတ်ဆို့ခံရတော့လီယန်နဲ့စက်တိုက်ပုံကျတဲ့ဒရုန်းပုံတွေလည်းအကြိုက်သုံးပြီးစစ်တပ်ကခုခံနေတယ်လို့ဗရန်စီရီသတင်းရှိမြစ်က AR Time ကိုပြောပါတယ်။ဒါ့အပြင်ယမန်နေ့အော်တိုဘားလ9ရက်နေ့အထိကိုကြီးကြီးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားလျက်ရှိပြီးပြီးခဲ့တဲ့အော်တိုဘားလ10ရက်နေ့နဲ့ အော်တိုဘလာ၂ရက်နေ့တို့မှာနေရီကန်အနီးနိုင်စစ်ကော်မရှင်နဲ့အေအေပူးပေါင်းတက်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်စစ်ကော်မရှင်ကကုတ်ကြီးနောင်ရွာဗစီဗဘဲကြီးရွာတွေကိုလေကျောင်းမှဘုံအလုံးရင်90နဲ့နေစဉ်တိုက်ခတ်ခဲ့ကြောင်းတရင်ရင့်မြများထံကနေသိရှိရပါတယ်နေရီကန်လေကျောင်းရန်ကာကွယ်ရေးစခန်းကိုစစ်ကော်မရှင်ကအမှတ်ကိုတုံညာကအမြောက်စခန်းကိုကဲမှုဌာနချုပ်မဆခကိုတုံညာငားမှနေပြီးစစ်တုံးကားကြီးအင်အားအပြည့်နဲ့စစ်ရင်တန်းများစွာကိုအင်အားဖြည့်နေပြီး MS ကွန်စစ်စင်ကြီးကိုကဲမှုဌာနချုပ်စက္ကခစက္ကွန်လက်အောက်ခံတရင်များနဲ့လဲတက်ဖြန့်ထားကြောင်းသိရှိရပါတယ်စစ်ကောင်မရှင်ကအမျိုးနယ်ကိုလက်လွတ်လိုက်ရပြီးနောက် AA တပ်ဖွဲ့ဝင်များဟာအမ်ဘရန်လမ်းပိုင်းကိုစုမမှုရယူနိုင်ဖို့ကြိုးစားခဲ့ပြီးစစ်ကောင်မရှင်ရဲ့ကာကင်စကန်တွေကိုပါသိမ်းယူနိုင်ခဲ့ပါတယ်စစ်ကောင်မရှင်ကဗရန်တက်နယ်မှာရှိတဲ့အကြီးဆုံးနယ်ရေကန်စကန်ကိုကာကွယ်ဖို့အားထုတ်နေရပြီးတာလွန်အင်အားနဲ့လေကြောင်းပစ်ကူများပါအုံပြုတ်နေရခြင်းလည်းဖြစ်ပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့ဗမာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကောင်မရှင်ကစစ်ကြောင်းများခွဲ၍စစ်ကြောင်းထိုးနေပြီးလေကြောင်းပစ်ကူဆက်တိုက်ပေးနေရကြောင်းသတင်းများကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမာမြို့မှာစစ်ကောင်မရှင်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်မရှင်ကစစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်းထိုးနေကြောင်းသိရှိရပါတယ်။ဗမာမြို့အတွင်းမှာရှိတဲ့စစ်ကောင်မရှင်ပြန်လည်ထိန်းချုပ်ထားတဲ့နေရာတွေကို KIA ကတကြော့ပြန်သိမ်းပိုက်ယူပြီးနောက်စစ်ကောင်မရှင်ဘက်ကလေရင်ပစ်ကူများပါ နေ့စဉ်အတုံးပြူလာကြောင်းတရင်ရှိမြစ်တန်ကနေသိရှိရပါတယ်စစ်တပ်ဘက်ကလူအင်အားဖြည့်ကူနဲ့သူတို့တက်ချင်းလက်ချင်းချိတ်ဆက်နိုင်တဲ့အနေထားကိုရောက်လာပြီးထိုးစစ်ပြန်ဆနိုင်ခဲ့တယ်ပေါ့ KIA ကခေတ္တဆုတ်ပေးခဲ့တဲ့နေရာတွေကိုအခုပြန်သိမ်းနေပါတယ်လို့ကချင်တရင်ရှိမြစ်က AR time ကိုပြောပါတယ်တန်ချက်ကတရင်တတရ9336ဂိတ်ပေါက်အနည်းထိတိုက်ပွဲရှိနေပြီစက်တင်ဘာလအတွင်းကလည်းတန်ချက်ကတရင်နောက်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်များတိကျတေဆုံးမှုများပြခဲ့ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းအော်တိုဘာလ၁ရက်နေ့ကခန်းလိုက်ရ၄၀အနောက်ဘက်ကာကင်စကန်နဲ့ရှိပီတာ KPC ဖျားကြောင်းကုန်းတို့ကို KIA ကပြန်လည်သိမ်းယူခဲ့ပါတယ်။စစ်ကော်မရှင်ကစီရေးအရာအရေးပါတဲ့ပြူဝမြောက်နေရာတွေကိုစစ်ကြောင်းတုံးခုခန့်ခွဲ၍ဖြန့်ကျက်တိုက်ခိုက်လာပြီးဗမော်လမ်းမကြီးတလျှောက်နေမည်စုမုံနိုင်ဖို့စစ်ကြောင်းဖြန့်လန်နေခြင်းလည်းဖြစ်ပါတယ်။လေကြောင်းမှလည်းတိုက်ပွဲဖြစ်ပွားရတဲ့အမှန်၂၁စစ်စင်ရေးကုကဲမှုဌာနချုပ်စက္ကခ၂၁အနည်းကိုတနစ်လျင်အနည်းဆုံး၃ချိန်နှိပါလေရင်ပြစ်ကိုပေးထားကြောင်း ကချင်တရင်ရင်းမြစ်များထံကနေသိရှိရပါတယ်။စစ်ကောင်မရှင်ကဗမော်တိုက်ပွဲပြန်လည်ထိုးစစ်ဆင်လာနိုင်တဲ့အတွက်စကခမှုနဲ့ရှိရှိတက်မှမှုတို့ကိုယာရုတိုးပေးပြီးဝါရဖြန့်မှုများပြုလုပ်လာပါတယ်။စစ်ကောင်မရှင်ဝါရဖြန့်တရင်စာများမှာလည်းဗမော်ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီလို့ဖော်ပြပြီးနောက် KIA ကစည်ရင် နေမီတချို့ကိုတကြော့ပြန်ပြန်လည်သိမ်းယူလာခြင်းဖြစ်ပါရယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသုံးတိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်း ော်လန်ရေးပတ်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာပါစေခင်ဗျာ